ဧရာဝတီမြက်အရှိဘန်ကျန်းမှာနောက်ဆုံးကျန်ရှိနေတဲ့ဗမောမျိုးမြို့သိမ်းတိုက်ပွဲဟာ2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကတနေ့ပစ်ခဲ့ပါတယ်။လက်ရှိအချိန်ထိလည်းဗမောမှာတိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။နိုမာလကုံပိုင်းလောက်ကစပြီးစစ်ကော်မရှင်တပ်တွေဟာဗမောပတ်ဝန်းကျင်တဲ့ကြောင့်စစ်ကြောင်းထိုးထုဆစ်စင်လှူရှားလာတာကြောင့်တိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ KNY ရှေ့တန်းသတင်းရမိကပြောပါတယ်။စကားစရီကဒီနိုဝင်ဘာ30ရက်လောက်ကဒီကနေ့ ဟိုသိုးဆွေးကျင်တယ်လို့ပြောမှလားအဲနိုဝင်ဘာ30ရက်လေးကတရားနေ့ဒီပုံမပဝင်ကျင်မှာဟိုတက်ပွဲရလို့တောက်လျှောက်ဖြစ်နေတော့ဗောနော်ဆိုတော့မနေ့ကဒီဒီဇင်ဘာခုနှစ်ရက်နေ့အထိဗောနော်ခုနှစ်ရက်နေ့ဒီတက်ပွဲရတော့အဲ့လိုနေ့တိုင်းပဲဖြစ်နေတယ်နှစ်ဖက်မြေပြင်တက်ပွဲတွေဖြစ်တယ်ဗောနော်စကားစာတွေဘက်ကသူတို့တန်ချက်ကားတွေတုံးနေသူတို့နေပြီးတော့အဆုံးပဲပေါ့ဗျာလို့လည်းလည်းကြီးရောဖြစ်တယ်အဲ့ဒါနဲ့အဲ့လိုလုပ်ပြီးစစ်ကြောင်းထိုးလာတော့အဲ့ဒါတက်ပွဲရတော့အော်ဒီငွန်ခဲရဲ့ပါတီမှာတော့တောက်လျှောက်ဖြစ်နေတယ်ဗောနော်မြေပြင်မှာတော့ 2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ဖို့ဆောင်းလာတဲ့ကချင်လူမျိုးရေးတမတော်ကင်ရဲ့ဗမော်မျိုးသိန်းတိုက်ပွဲဟာပြီးခဲ့တဲ့ဒီဇင်ဘာ4ရက်နေ့ကတနစ်ပြေးခဲ့ပြီးဖြစ်ပါတယ်ဗမော်မျိုးသိန်းတိုက်ပွဲစတင်ခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကနေပြီးခဲ့တဲ့2025ခုနှစ်နှစ်ဝက်ပိုင်းဂျွန်လဝန်းကျင်အထိဗမော်မျိုးအတွက်အရေးပါတဲ့မျိုးတွင်းနေရာနဲ့စစ်တပ်နေရာတချို့ကိုကင်အီပူပေါင်းတပ်တွေကတင်ပိုက်နိုင်ခဲ့ပြီးစီးရီးအသာစီရရှိခဲ့ပါတယ်ဒါပေမဲ့ဇူလိုင်လကနေ့ စစ်တပ်ကစစ်ရင်ရအပြင်စစ်လက်နက်ရိခါရီတင်လာတဲ့စစ်တမော့အစီး၂၀ကျော်ကိုမန္တလေးဘက်ကတည်ယူပြီးစစ်ရင်ရစုဆောင်းကတကြော့ပြန်တံပြန်ထိုးစစ်ဆင်ဆွနဲခဲ့တာဖြစ်ပါတယ်။စစ်ရိခါရီတည်ယူပြီးနောက်စစ်တပ်ရဲ့တံပြန်ထိုးစစ်မှာ၂၀၂၅ခုနှစ်နှစ်ပိုင်းမှာတင်ပိုင်နိုင်ခဲ့တဲ့အမှတ်9တုံညတင်ကာတက်အမှတ်366အမြုပ်တဲ့ရင်ခလာရ136နဲ့ရှေ့တန်းကာကင်းတက်စကန်တချို့ကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ် စစ်ကော်မရှင်တပ်တွေဘက်ကဗမော်မျိုးလက်မလို့ရရင်အတွက်စစ်လီရင်မျိုးစုံနဲ့လေချောင်းတိုက်ခိုက်တာတွေဒရုန်းလက်နက်ကြီးအုံပြတိုက်ခိုက်တာတွေစစ်တိုက်လုဆောင်နေတယ်လို့တစ်ဖက်မှာ KIA နဲ့တွန်လိုင်းပပေါင်းတပ်တွေကလည်းစစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်မြို့သိမ်းတိုက်ပွဲတစ်နှစ်ပြည့်သွားတဲ့အချိန်ဗမော်မျိုးတွင်နံဖာတာမိုင်းလုံးဗမော်တပ်ကတော်ရှိတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ဗမော်မုံမောက်တွာလန်းခလာရလေးခွန်တွာလန်းတစ်လျှောက်စားတဲ့နေရာတွေမှာတိုက်ပွဲတွေရပ်တန့်သွားတာမရှိဘဲ နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ခရင်ရှိတဲ့တည်င်းမြစ်ကပြောပါတယ်အဓိကဒီတိုက်ပွဲဖြစ်တာကတော့ပမောမုံမောက်ပမာဘောနောပမောနီပမောထမုံမောက်ဘကိုတော်ရလန်ကအဲငားမိုင်းအဲမန်ကွန်ဇိုရဲပေါဝန်ချင်တို့ကျောမှာစပါစားရိဘကအဲဒေါ်လာရှိတယ်ဘောနောသူတို့စီရင်အားရင်းနဲ့အဲ့လိုမြေပြင်ချီလင်းအဲစစ်ကြောင်းဒေါ်လာလို့အဲဘက်မှာလည်းတိုက်ပွဲဖြစ်နေတာရှိတယ်ဘောနောနောက်တစ်ခုကကျတော့ဒီ၄၀ခုဘောနော မန်စီဘက်ကိုတော့လေးစကွန်ပဝင်ချင်ပါလေအဲ့ဘက်တကြောမှာလေစကားစာရင်းပြင်သူစစ်တူရှိတယ်ဘောနော်ဆိုတော့ဘောမောအဲ့ဘက်အဲ့ဒါတင်လို့မဟုတ်ပါဘူးပဝင်ချင်ဘောနော်ဘောမောမပဝင်ချင်မှာစကားစဘက်ကလို့မြင်သူစစ်ရှိတယ်ပြီးတော့အဲနှစ်ဖက်ဖြစ်လိုက်တလဲဆိုးလိုက်ပေါ့ဗျာအဲ့လိုဆိုတော့အေးဘောမောပဝင်ချင်မှာလေတိုက်ပွဲလေးဆက်ပြီးဖြစ်နေရရှိတယ်ဘောဒီလုံကျဲရပတ်ဒီမှာတိုက်ပွဲဖြစ်တန်တာကတော့ဒီအော်မမဘချာရင်မစီအထက်ဘချာရင်ပဲတကြောမမထန်းလာမှရပဝင်ချင်းနေမှာတော့တိုက်ပွဲတော့နေတိုင်းလို့ဖြစ်နေတယ်ဗျာ ဗမောတိုက်ပွဲနဲ့ပတ်သက်ပြီးတရုတ်အစိုးရကကချင်လွတ်လပ်ရေးတပ်မတော် KNY ကိုထိုးစစ်ရတန့်ဖို့ဖိအားပေးပြောဆိုတာတွေရှိနေပေမယ့်အခုတိုက်ပွဲကာလတနစ်ပြည်တွေအထိတိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။ဗမောမြို့သိမ်းတိုက်ပွဲမပြီးမချင်းစီးရင်အနိုင်ရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ KNY သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗမောဂျီနိုဘူကဒေတာသွင်းမီဒီယာတွေကိုဖိကြားထားပါတယ်။ကျမဟနာပါ။